တော့အတင်း logo အတင်းနာမည် sorry fc ဒါအတင်းပိုင်ရှင်နာမည်ကိုအတင်းနာမည်ပေးတာမိကန်ရောက်ကလည်းပလင်းနေရောကွန်းကွန်းတော့ရလေကြီးရောတောက်လောက်ရခဲ့ရနေပီယာကြီးကန်နေပွဲကြီးပီယာမတော့တဲ့ဒီရေပဲတော့ဒီနေ့စီးတော်ရင်လေးနဲ့ပါပါနော် ဒီနေ့ရနီးပြချုပ်ပါနီးပြချုပ်ရိတ်ခါလေးအပိအပိနဲ့နီးကကြောက်လည်းပလင်းနေရောကွကွန်းကွန်းတော့ရလေကြီးရောတဟုတ်လောက်ရခင်ရရနေကိစ္စကိုကိုကအမှန်ကန်နဲ့ကိုကနီးပြကြောက်ဆိုပြီးမှကြွားမလို့ရှိတယ်ပလင်းပလင်းဘာမှမေးရမရှိဒီမှာရတယ်ကိုကကိုယ်အတင်လောက်ပြီးလောက်ပြီးနီးပြကြောက်လည်းဟုတ်တယ်လို့ ိန်ကြီးအိန်ကြီးတိန်နဲ့ဟုတ်ပါလေသိခါလေကျွန်တော်တို့ sorry fc ရဲ့ပြင်ဆင်မှုအားကောင်းလို့မိကြချုပ်ပါဒီနေ့ညာဝဲကံမှုတော့သွားပါမယ်အဲဒီနေ့ညကံမဲ့ပွဲတွေကချိန်ပွဲလားဒီလို၃နှစ်ပတ်လဲ၄နှစ်ပတ်လဲလားမသိသေးအောင်အရင်တစ်ဘက်ကတော့ဒီလိုကြာလာရင်းနေလီဝဲမဟုတ်ဖ ೇನೆ ဂျားရဲ့ဆိုရင်တော့ တခါလေတင်းနဲ့ကိုချိန်ပြီးတော့လေးပိုင်းကန်တာတော့လိုမျိုးရှိတယ်။ဟာမင်းပေါ့ကိုပိုင်တင်းဆိုအခုကျွန်တော်တို့ဆို sorry မှာကန်တယ်ဆိုရင်ဒါ sorry တင်းကိုပိုင်တင်းပဲအဲတခြားသူတွေမှာလည်းကိုရိုင်းထောင်းထားတာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကိုစက်ယုံကအဲလူသမားတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားနေပေကလူတွေစုပြီးပဲဖြစ်ဖြစ်ကိုပိုင်တင်းနေထောင်းထားမျိုးလည်းရှိဒါကတော့ပါဝင်တဲ့တင်းသားတိုင်းကဒီငွေကြေးကုန်ကြမှုတော့ဝက်စီသုံးတာမျိုးညီမြခွဲတာမျိုးလိုမျိုးပဲပေါ့နော်အဲ့ဒါအောင်မှာ ဟိုအသင်းကောင်းဆောင်အနေနဲ့တာဝန်ထားတဲ့သူကတော့ဟိုပို့ပြီးတော့ပြရမျိုးရှိရပါတယ်ကျွန်တော်တို့ဒီလိုအသင်းနေကြတော့အသင်းပိုင်ရှင်ကုံတာဝန်ယူလိုက်တယ်ကိုကကံပေးုံပဲအသင်းပြိုင်ပွဲဝင်ကြီးပဲဖြစ်ဖြစ်တခြားတော်ရည်လာရည်ဒီစာရေးတော်ရည်အကုန်လုံးကိုအသင်းမန်ရှင်တာဝန်ယူပေးတာဒါမျိုးလည်းရှိရပေါ့ဒါဆိုရင်အဲကျွန်တော်တို့လည်းအမြဲတမ်းပြိုင်ပွဲဝင်နေရမျိုးမဟုတ်ဘူးပြိုင်ပွဲမဝင်တဲ့အပတ်တွေရှိတယ်အဲအမျိုးဆိုရင်တခြားအသင်းတွေကခေါ်ကန်တာမျိုးတွေရှိတယ် ခေါကယူရောက်ရောက်ချင်းပထမဆုံးကန်တဲ့ပုံစံမျိုးကအဲ့လိုတတိယရောက်ကပြိုင်ပွဲတစ်ပွဲပဲရှိတယ်ဆိုရင်သူကဟိုစပွန်ဆာပေးလိုက်တာသူအမြင်လောက်တာတော့မဟုတ်မှာပြိုင်ပွဲတစ်ပွဲရှိရင်သူစပွန်ဆာပေးမယ်ကန်မဲ့သူရှိကြလားဆိုပြီး like ဆူတာပေါ့အဲ့ဆိုဒီကဒီအိုက်ဆိုင်ယုံအားဒီကားမတရားရောက်ကနေမှပြောလိုက်ပြီးတခြားလူတွေစုပြီးကန်တဲ့ပုံစံမျိုးသူကအမြင်စပွန်ဆာပေးတာမျိုးမဟုတ်ဘူးပြိုင်ပွဲတွေဝင်တာမျိုးမဟုတ်ဘူးတခြားလူရှိမှ အဲစုပြီးကြံတဲ့ပုံစံမျိုးပေါ့နော်စပွန်ဆာကဘယ်သူပေးမလဲပြောဂျာစီအချေးတွေပါ냐ဂုံပေးရပေါ့အဲ့လိုပုံစံမျိုးပထမဆုံးစကံပြီးတော့နောက်တစ်မျိုးကတော့ယင်းနီးမှုရကံတဲ့ပုံစံမျိုးအဲ့ပုံစံမျိုးတော့အကျိုက်ဆုံးပဲဟိုဘာလို့လဲဆိုတော့ तू ကဟိုတရားနဲ့ရောက်ခင်တဲ့အတွက်လာကံပေးအောင်စပီလာကံနဲ့တော့ဘယ်လောက်ပေးပါမယ်ဗျာညလူမျိုးကြီးပတ်စံကိစ္စကြီးလည်းမရှိဘူးနောက်တစ်ခုကသူကသူအသိဝင်ထားတယ်ဝင်ထားတော့မှလာကံပေးကလေး fly by ရရဆိုရင်အဲပတ်စံကြီးခွဲယူတာရှိတယ်အကယ်၍ အဲဖလားပြိုင်ပွဲတွေကြွေးဖလားပြိုင်ပွဲတွေမရှိဘူးဆိုရင်လည်းအဲ့လိုစနေနေ့နေ့အားရရတူကြရင်ချိန်ပွဲတွေကန်ကန်နဲ့ခြေလမ်းပွဲတွေကန်ကန်နဲ့အဲ့လိုပတ်စံကြီးပေါ့အဲများသောကျွန်တော်9 star တို့အဲ့ချိန်ဆိုအဲ့မှာအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့သူနဲ့ရင်းနှီးရတော့တော့ပြီးကန်ပြီးရပုံစံအဲလွလလရှိဟိုမိတော့ကတော့ဒါမှတစ်ခုဝင်မယ်ဆိုရင်တော့အားမပြန်မဝင်တာပေါ့အခုကတော့နင်းနေဝေးသွားတဲ့ခါကျတော့သူတို့ပြန်မဝင်ထားလို့ကိုအားတဲ့အချိန်ဆိုတော့ပတ်ကန်ပြီး အဲ့လိုပုံစံမျိုးတော့ mic ဒီကတော့လက်ရှိ jersey နဲ့ကံမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့နံပါတ်ပါဆက်တက်ကျွန်တော်အများသဖြင့်ဝင်နံပါတ်ကိုပူကြိုက်တယ်အဲ့မဲ့ဒီမှာတော့ရတာယူထားတာဆက်တက်ဒါကျွန်တော်တို့အသင်း logo အသင်းနာမည်က sorry fc ဒါအသင်းပိုင်ရှင်နာမည်ကိုအသင်းနာမည်ပေးထားအသင်းနာအသင်းပိုင်ရှင်နာမည်က sorry တထိုင်းနာမည်ကလေအဲ့ဒါ sorry fc ဆိုပြီးတော့အသင်းထောင်းလိုက်တာပေါ့နေ့ ဖူဆယ်ဖနက်နဲ့ကန်ပါလေဒီကွန်းကဒီကွန်းကမချော်တော့ကြတော့ဖူဆယ်ဖနက်ကန်လို့ရတယ်တချို့ကွန်းတွေကမရအောင်ကွန်းချော်ဒီကလေးပြီးရင်တော့ပိုးအစားပါနဲ့ဒီကတော့လူငယ်ဝဲမဟုတ်ပါဘူးလူကြီးလည်းမဟုတ်ပါဘူးလူကြီးလည်းမဟုတ်ပါဘူးလူစကားအသက်40အသက်40ဝဲပါ ကန်လို့မရဘူးလို့များပါလေ over 40ဝယ်လူလူလို့ဝန်ကန်ပေးရမယ် กับฟินแกเอาโดนแต่ได้จะต้องได้บอลต้นกลับแล้วหลุดมา ทางขวามีเติม แล้วปาดมาของหอมเรียบร้อยแล้โอมีกองปล่อยเข้าเฉย โอ้แล้วลูกเดียวเก็บหลังเฉย ตัวเดียวแทงมาพิคมหนึ่งสองทำได้ดีครับแล้วแทงทะลุมาโซเดปาดมาพิซ่อมพิซ่อมจับจังหวนแรกก็ใส่ซ้ายแล้วเซอร โอ้โหมันโตทันด้วยอะโตไม่ได้หัวซ้อนเนี่ยครับไม่ได้ได้อูตกระตขวดตรงนี้ เรียบซูหรือว่าจะห้าหนึ่งเลยนะกะตว่าพอดีเวลากันหร่อยังถ้าแพ้นะ ဘန်းလာဆိုတော့လူငယ်တွေဝန်းခံလို့မရဘူးအခုကနောက်ဆုံးဘွဲဆိုတော့ကန်လို့ရတယ်ဆိုပြီးကန်ဟောဒီနေ့တော့ fight fight ဒူးနဲ့နိုင်ရောเนี่ยนายชอบบีอาร์เจกันนี่บีอาร์เนี่ยโอวาโฟดิอัสซอรี่อ่ะป่วยไรนี่มาชมตะยินะป่วยดิแล้วก็ป่วยเป็นเออพี่คลั่นนี่ตั้งเปลี่ยนเนาะ ကားလေးလိုမျိုးတက်တန်းကျော်အသက်40ရော35ရောလူပွဲလေးလိုက်တယ်။ဒါပေမဲ့တချို့ပွဲတွေကျတော့ဘန်းတချို့ပွဲတွေကျတော့ရပါတယ်ဆိုရင်တန်ခိုင်းတာ။နိုင်ပြီဆိုမှပြီးတော့နိုင်မပြီးဟိုတခါတော့အဲ့လိုပဲအသက်40ကျော်ပွဲဝန်းကန်တာနော်။ကန်ခိုင်းတယ်။ဒါပေမဲ့နိုင်တော့ကျတော့အရှုံးပေးခိုင်းတာပွဲလေးပြီးတော့ပါတော့ကျတော့အစ်င့်နေပါလေလူအောင်ပါဆိုတော့ဝန်းကန်လို့နိုင်တာကိုပွဲလေးပြီးတော့အရှုံးပေးခိုင်းတာ။ဒါနောက်ဆုံးအသင်းတွေက ဘီယာကြီးကန်တာနိုင်လို့ဒီမှာဘီယာကြီးတောင်းနေကြဒီမှာဖလာယူမဲ့အတင်းနေကန်နေဖိုင်နယ်ပေါ့ဘီယာကြီးကန်နေပွဲကြီးဘီယာမတော့တဲ့တူရေပဲတောင်းနိုင်နိုင်ရှင်ရှင်မပြောင်းခင်မုံလေးရင်စားလိုက်ပါဦးမယ်မုံစားပြီးရင်တော့ပြန်သွားရမယ် စားလို့တောက်လို့ပြီးတော့ပြန်มาတော့မယ်ဒီနေ့အသင်းနေကြောင်ရှင်းပြမလို့ပဲဒါပေမဲ့ဖုန်းကကုံတော့မှာဆိုတော့နောက်ပွဲတစ်ပွဲရောက်မှာပဲထပ်ရှင်းပြပြီးတော့မယ်အဲအသင်းနေမှာအဲ့လိုတပွဲချင်းခေါ်ပြီးတော့တတိယစပွန်ဆာပေးပြီးတော့လူစုကန်တာမျိုးတွေရှိတယ်နောက်တစ်ခုကကိုပိုင်အသင်းပေါ့ကိုရဲ့အသင်းကိုငွေချင်းချင်းလူစုထားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုတတိယတယောက်က ုံမှန်အသင်းထောင်ထားလို့အဲ့မှာကွာအသင်းဝင်ဖြစ်နေရမျိုးဖြစ်ဖြစ်အဲ့လိုမျိုးကြီးမှာကန်တာရှိတယ်။နောက်တစ်ခုကဒီလိုယင်းနီးလို့ပေါ့ဟိုတရားနည်းရောယင်းနီးရဲ့အတွက်ကြောင့်ခေါ်ကန်တာအဲ့လိုမျိုးကြီးလည်းရှိတယ်။အဲပြီးမှနောက်ပုံစံမျိုးကြီးထပ်ရှင်းပြပြ။ဒါဆိုဒီဘလော်လေးရောဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။